ောက်အကျော်လေးဆန်ရတယ်ခလေးအကျော်လေးရှန်နေချင်းချင်းကိုရှစ်တာပေါ့မမလားဘန်ကန်နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောပြပေးပါမယ်နော်မအလုတ်ထွက်သွားပါပြီเนาะအကျိုးပြောတာဒါပေမဲ့အမ်မပြောလိုက်ရသေးတဲ့ဟာရှိရတဲ့အကြောင်းကိုလို့အမ်အကုံလုံးကိုဝေမျှကျင်တာလေးအကုံလုံးဝေမျှပေးပါမယ်เนาะဆိုတော့အရင်ဆုံးအမတို့ဘန်ကတ်ကနှစ်မျိုးရှိရပါတော့အမ် ID ကနေပြောင်းမိရလို့လည်းအမတို့က check ကအသက်ထုတ်ပေးရပါတော့ဆိုတော့အမ် ဘန်ကပ်ပြောက်သွားတယ်လို့လာပြီးပြောကြတယ်လူရှိတယ်။အာပြီးတဲ့ခါကျရင်ပြောတဲ့ခါကျရင်အမအစိမ့်လေးလေးအဝါလေးလေးအဲ့လိုလေးအဲ့လိုလေးပြောကြတယ်ပေါ့နော်။အော်အဓိကဘန်ကပ်တွေမှာနာမည်ရှိပါတယ်ရှင်။ဆိုတော့အစိမ့်လေးတွေအဝါလေးတွေပြောနေမယ်အစားနာမည်လေးပြောတတ်ရင်ပို့ပြီးတော့အဆင်ပြေပါတယ်ရှင်နော်။အဲ့ဒါကြောင့်မို့အရင်ဆုံးတော့ဒါအထုပ်ထုပ်ပေးတာအများဆုံးကပ်ဖြစ်ပါတယ်။ဒီမှာကပ်နာမည်ကဒီမှာရေးထားပါတယ်နော်။ MULTI လို့ရေးထားတယ်။ Multi လို့အသံထွက်ပါတယ်။ဒါ Multi ကပ်ပါရှင်။ အခုနောက်ပိုင်းကမြန်မာလူမျိုးကဗီဇာသုံးပုံမှာစာကတ်ထုတ်ပြီးလို့မရပါဘူးရှင်နော်ဟုတ်လားအဲ့တော့အခုလိုမျိုးဒီမာတီကတ်ဟောင်းဟောင်းမဟုတ်ရင်ကကောင်ဖရန့်ဆိုပြီးအမားတို့အဝိုင်းအောင်ကတ်ကလေးအဲ့လေးထုတ်ပေးရနော်အဲ့ဒါကဗီဇာသုံးဖို့မှာစကတ်မဟုတ်ဘူးပြည်ရင်းသီးသန့်မှာပဲသုံးလို့ရတယ်အအမကြီးကျွန်တော်မာစတာသုံးဖို့ဗီဇာကတ်လိုချင်တယ်ဘယ်လိုလုပ်ရမလဲလာမေးရလူကြီးကြတော့အမားတို့ဘယ်လိုပြောပြီးလဲဆိုတော့အမားတို့အမ် ကုံတိုက်တွေပါတွေသွားတဲ့အခါကျရင်လေအဲ့ဒီမှာကတ်လျှောက်ပေးတဲ့အတော်ကြီးလာလာပြီးခေါ်ရလေအဲ့ဒီမှာလျှောက်လို့ရတယ်အဲ့မှာ Samsung ကတ်ဒါမှမဟုတ်ရင် Hyundai ကတ်ဒါမှမဟုတ်ရင်အော် Lotus ကတ်နော်အဲ့လိုကုံတိုက်တွေမှာသွားပြီးရလျှောက်လို့ရတယ်အဲ့ဒီမှာဆိုရင် Visa တို့ Master ကတ်ထုတ်ပေးပါတယ်နိုင်ငံသားသားအောင်နော်ဒါပေမဲ့ तू ကဘန်အကောင့်တော့ရှိရမယ်ဆိုတော့ဘန်နဲ့ချိန်ရမှာဖြစ်တဲ့ကြောင့်မို့ဘန်ကတော့ဟာနာဘန်နဲ့ချိန်ပေါ့နော်ပြီးတော့တခုကအာတချို့ကကြတော့လေ နောက်တိုင်းမှာ300မရှိဘူးတချို့ကလည်း300ရှိတယ်တချို့ចောင်းသားလေးတွေဆိုလို့ရှိရင်လက်ချပါညာဝယ်ကြတာရှိရောက်တယ်မလားဆိုတော့ online အနေနဲ့ဝယ်မယ်ဆိုရင်မတို့ visa မှာစာကတ်မဟုတ်တဲ့ကြောင့်ဝယ်လို့မရဘူးအဲ့လိုចောင်းသားလေးကြတော့အမတို့ကကုန်းထဲမှာသွားလုပ်ပါဆိုပြီးတော့ပြောပေးပါတယ်เนาะဟုတ်လားအဲ့မှာရှောက်ပါနောက်တစ်ခုကကြတော့အဲဒီမာတီကတ်နဲ့ပတ်သက်ပြောပြောချင်ပါတယ်မာတီကတ်ရဲ့ဒါမှမဟုတ်ရင်ခုနအဝိုင်အောင်ကကကကော friends ကလို့ခေါ်ရဲအဲ့မှာလဲနာမည်လေးရေးထားတယ်เนาะအတိကနာမည်လေးပြောတိုင်အောင်တော်တော်လေးအထောက်အကူဖြစ်တယ်ဘာလို့လဲဆိုတော့အော်ကိုကဥမာ ပန်မှာသွားပြီးလုပ်မယ်ဆိုအနီလေးအဝါလေးအစိမ်းလေးအဲ့လိုပြောလို့အဆင်မပြေဘူးเนาะနံပါတ်လေးသိရမယ်အဲ့လေးပထမပြောချင်တယ်နောက်ပြီးတဲ့အခါကျတော့လို့ရှိရင်ဒီအနောက်မှာကြည့်လိုက်မယ်ဆိုရင်ဒီမှာနံပါတ်ပါတယ်ဒါကတော့အမကက်ကနံပါတ်နမူနာပြမှာမဟုတ်လို့အမဒီလိုရေးဟာเนาะနံပါတ်နံပါတ်ပါမယ်ဒီအောက်မှာနံပါတ်ပါမယ်ပြီးလို့ရှိရင်ကက်နံပါတ်16လုံးဒီမှာပါပါမယ်เนาะကတ်နံပါတ်16လုံးပါမယ်ပြီးရင်ဒီအရှိလေးမှာ तू ကဘာပါလဲဆိုတော့ CVV နံပါတ်ခေါ်တယ်เนาะ CVV သို့မဟုတ် CVC နံပါတ်လို့ခေါ်တယ်เนาะအဲ့ဒါလေးကဒီအရှိမှာ3လုံးလေးပါတယ်တိကျကြည့်ရရင်မြင်ရလို့မသိဘူး ဒီကကြည့်ရမြင်ရလားအဲအဲ့လိုမျိုးလို့ပေါ့နော်ဒီမှာ၃လုံးပါတယ်ပြီးရင်အောက်မှာနာမည်ပါမယ်နော်ဟာလားနော်အဲ့ဒါကဒီမှာလည်းရေးထားတယ် multi any check card ကိုရီးယားရဲ့ check လို့အတန်းထွက်တယ်သိလားနော် check ကို check လို့ပြောမှရအဲ့တော့ဒါယိုယိုကတ်ပါနော်ယိုယိုကတ်ကိုကိုရီးယားနိုင်ငံမှာ check card လို့ခေါ်တယ်နောက်တိုင်းမှာ debit card လို့ခေါ်တယ်နော် credit နဲ့ debit နှစ်မျိုးရှိရမလားအဲ့တော့ debate ကလို့ခေါ်တယ်ဒါပေမဲ့ကိုရီးယားနိုင်ငံမှာတော့ check ခတ်ခတ်လို့ပဲပြောရတဲ့ကြောင့်မဟုတ်လို့ multi check ခတ်ခတ်ပျောက်သွားတယ်ပြန်လုပ်ပေးပါအဲအဲ့လိုလေးပြောရမယ်နော်ဟုတ်လားဒါမှမဟုတ်ရင်ကကကာကို friend ဆိုရင်လည်းကကာကို friends အာ friends နော် check ခတ်ခတ်တခါကျရင်အမတို့ကအပျောက်လျှောက်တယ်လေအပျောက်လျှောက်တဲ့ခါကျရင် phone call လိုက်တဲ့ခါကျကိုမနှစ်ကက်သုံးကက်ရှိနေတယ်ဆိုရင် तू ကဘယ်ကက်ပျောက်တာလဲရွေးရတယ်လေဟုတ်တယ်မလားအဲ့ခါကျလို့ရှင် तू ကဥမာအာကကာကို friends check ခတ် အာပွင့်ရှိတဲ့စမြန်အေးပေါ်နဲ့နူလို့ကျူစေရမှာအဲ့တော့အဲ့လိုမျိုးပြောရမလားအဲ့ခါကျရင်ကိုကနာမည်မသိရင်ကိုဘာကတ်နေရမှာမသိဖြစ်လားအဲ့ဒါကြောင့်မို့နာမည်လေးတော့သိရမယ်နောက်တစ်ခုကကျတော့အများဆုံးထုတ်ပေးတဲ့ဒီကတ်တွေ့ဦးကြမှာပါဟာနာအီးဇက်ကတ်ဒါနိုင်ငံသားတွေအတွက်အခုအစ်စ်ထွက်တဲ့ကတ်အဲ့ဒါအကျူးဝယ်ကတ်ပါဟာနာအီးဇက်ကတ်လို့ရနောက်တစ်ခုကလေ ယိုယိုကတ်နဲ့အကျိုးကတ်နဲ့ဘာကွာချားလဲဆိုလို့ရှင်ယိုယိုကတ်ကချက်ကတ်လို့ကနာပြောရမလားချက်ခတ်ခတ်တယ်မလားအဲ့ဒါဆိုရင် तू ကချက်လို့ရေးရတယ်ကတ်မှာလိုက်ရှာကြည့်လိုက်တနည်းအားမှာ तू ကချက်လို့ရေးရတယ်ဒီမှာကနာပြသလိုမာတီချက်ခတ်ခတ်လို့ရေးထားစေရှိစီကပါတယ်နော်ဒီမှာဘာမှမပါဘူးဒီကတ်မှာလိုက်ရှာကြည့်ဘာမှမပါချက်ခတ်လို့လုံးဝမရေးထားဘူးမရေးထားဘူးဆိုပါလဲဆိုတော့ဒါက credit card ဖြစ်ပါတယ် credit card လည်းအတူတူပဲ credit card ဆိုလည်းဒီမှာ तू က credit card က तू က style တစ်မျိုး तू ကနော်လေးဟိုကိမောခမင်း မေယာခလိချ်အိုနိချ်တနေဒီမနီဒီမနီမမီမမီနဲ့တူကြရင်မကြအဲသူကဒီမှာနော်နမက်ကတော့16လုံးကအပေါ်ကနေစပြီးတော့ဖတ်မယ်နော်တနည်း3 4 5 6 9 10 17 13 14 16အဲ့လိုဖတ်ရမယ်နော်ဟုတ်လားဒီမှာနမက်အစင်ဒီလိုမျိုးနှစ်တန်းပါမှာပေါ့ तू ကနော်အဲ့လိုဖတ်ရမယ်ပြီးတော့ तू လည်းအတူတူပဲ CVV CVC ဒီမှာ3လုံးတစ်မျိုးပဲပါတယ်တချို့ကတ်တွေက4လုံးတစ်ရွဲ3လုံးတစ်ရွဲပါတယ်တချို့ကတ်အခုနောက်ပိုင်း3လုံးပဲပါတယ် အဲ့ဒါက CVC သို့မဟုတ် CVV နောက်တစ်ခုကကတ်တိုင်းကတ်တိုင်းမှာလေအမားတို့ကကုံဆုံးတဲ့နှစ်နဲ့လားနဲ့ပါတယ်နှစ်နဲ့လားနဲ့ဗာနဲ့လေနှစ်နဲ့လားနဲ့နှစ်ခုပဲပါတယ်เนาะရက်မပါဘူးเนาะခလိခမဲဆမ်းမမီနှစ်နဲ့လားနဲ့နှစ်ခုပဲပါတယ်အဲ့မှာ तू ကဒီမှာဒီကတ်ဆိုရင်အခုဒီမှာကြည့်တွေ့လားတွေ့ရလား 3928လို့ရေးထားတယ်เนาะ3958ဆိုတာ5လပိုင်း28ဆိုတာ2028 2028 5လပိုင်းအထိသုံးလို့ရတဲ့ကပ်ဖြစ်ပါတယ်5လပိုင်းဘယ်အချိန်ထိလဲ5လပိုင်းလကုန်အထိသုံးလို့ရပါတယ်เนาะအဲ့လိုမျိုးတည်ထားပေးပါအဲ့ဒါဆိုရင်ပို့ပြီးတော့တုံးပြရအစီအမံနဲ့တူရနော်အဲ့လိုမျိုးပြောရတဲ့လူလဲပြောပြပေးရလူလဲမရှိတဲ့အခါကျတော့အမတို့အကောင်လုံးကရမ်းပြီးတော့တုံးနေရတာဖြစ်တဲ့တကြောင်မလို့ဒါလေးကိုပြောချင်ခဲ့ရဒါပေမဲ့အမလည်းမအားတော့အခုတော့နည်းနည်းအချိန်ရတော့ အာ share တင်တာလေးအမ share ပေးပါမယ်နော်ဟုတ်လားပြီးတဲ့အခါကျရင်ဒီမှာတချို့ဟာဒီဒီမှာ sign တွေပါထိုးပလိုက်တယ်မထိုးကြမလို့ရတယ် sign ထိုးထားရင်ပို့ပြီးတော့သူများတွေကကို sign မြင်သွားရင် sign အတူထိုးနိုင်တယ်အဲ့တော့ sign မထိုးပါနဲ့ရပါတယ် sign ထိုးထားတဲ့လူလည်းတိတ် correction နဲ့ဖြတ်လိုက်ရှင်လည်းဖြတ်လိုက်လို့ရဖြတ်ဖြတ်ဖြတ်ကိစ္စတော့မရှိဘူးမထိုးနဲ့အဲ့ဒါကိုပြောရအောင်နော်ပြီးရင်နောက်တစ်ခုကအကျိုးဝက်ကတချို့က map လောက်သုံးလို့ရလဲလှမ်းမေးကြရနော်အမပြောပြမယ် အကျွေးဝက်ကရရတယ်ဆိုလို့ရှိရင် तू ကဒီလိုမျိုးလေးကိုယ့်နာမည်နဲ့ဒီလိုမျိုးစာရေးလေးပါရမလား။ကောင်မလေးပုံနဲ့နော်။စာရေးလေးပါရင်ဒီစာရေးလေးကိုဖွင့်ပြီးတော့ကြည့်လိုက်ပါ။ဒီမှာဘာပါလဲဆိုတော့ तू ကဒီမှာဒီမှာချုံဟန်းတို့လို့ပါ။ကိုကမခမေးခမေးမမေးဒီမှာ तू ကချုံဟန်းတို့ပြန်ချုံဟန်းတို့ဆိုပြပါအဲချုံဟန်းတို့ဆိုတာအတုံးပြူနိုင်တဲ့ပမာဏကန့်တဲ့ချက်ကိုပြောတာဒီမှာစမ်းရှိမှန်းလား။ ဆမ်းပြီမှန်တယ်ဗာလဲဆိုတော့3သိန်းမဲ့3လို့ရတယ်ဒီလူဆိုရင်ပြီးတော့ပြီးနောက်မှာငွေချေရက်ဂျော်ဂျေးပါတယ်ငွေချေရက်က73ရက်နေ့လာစဉ်ဟာနာခတ်နဲ့နာမည်ပြတ်သွားတယ်73ရက်နေ့သူကလည်း73ရက်နေ့မဟုတ်ဘူး15ရက်ပြတ်သွားတယ်ဘာလို့လဲဆိုတော့စနေတုန်းနေ့ခံရင် तू ကနော်ဖွင့်တဲ့ရက်မှာဖြတ်တယ်73ရက်နေ့ကဥမာစနေနေ့ဆိုရင်15ရက်မှာဖြတ်မှာပေါ့နော်73ရက်နေ့ကတနင်္လာတနင်္ဂနွေနေ့ဆိုရင်14ရက်နေ့မှာဖြတ်မှာပေါ့နော်အဲ့ဒါလေးရှိပါတယ်ဆိုတော့ ဒီမှာကြည့်ရင်ရပါတယ်နောက်တစ်ခုကတချို့ကအမအကျွေးရောကကငွေသားအကျွေးထုတ်လို့ရလားအဲ့လိုမေးကြတယ်ငွေသားအကျွေးထုတ်လို့ရလားမရလားဘယ်မှာကြည့်ရမလဲဆိုတော့အခုနောက်ပိုင်းမရတော့ဘူးအခုနောက်ပိုင်းနည်းနည်းမြန်မာပြည်လက်ခရစ်တက်ကြတယ်ဒီမှာကြည့်ရမယ်ဒန်ဂီဒေချူခါတဲ့တွေ့လားဒန်ဒန်ဂီဒေချူဒန်ဂီခါတဲ့ဒေချူလို့ရေးထားတယ်အဲ့ဒီမှာမီသုံးကြီးမီသုံးကြီးဆိုရင်ငွေသားအကျွေးထုတ်လို့မရပါဘူး နော်တချို့လည်းမီသင်းတို့အဲ့လိုမျိုးနားမလို့တချို့လည်း0ရေးထားတယ်နော်အဲ့ဒါထုတ်လို့မရဘူးတချို့ကျတော့ဒီမှာပါလာတယ်ဥမာ3သိန်းဆို3သိန်းထုတ်လို့ရတယ်အဲ့ဒါဆိုရင်နော် credit card ထည့်လိုက်ပြီးရောငွေသားအကျွေးထုတ်လို့ရပါတယ်အဲ့လိုမှမဟုတ်ရင်ထုတ်လို့မရပါဘူးနော်ဒီကတ်နဲ့ပတ်သက်ပြီးရောလည်းအမတို့တစ်ထည့်ဝင်မပြောထားတဲ့ကြောင့်မလို့တစ်ချက်ပြန်ပြောပြပါတယ်ဆိုတော့အဲ့လိုမျိုးလေးတိထိုင်ရပြီလို့ထင်တယ်ဟာနာကတ်တဲ့နာမည်နဲ့ဖြတ်တာအဲ့ဒီဟာပဲနောက်တစ်ခုကဟာနာကတ်နဲ့ပတ်သက်ပြီးအကျိုးရကသုံးတဲ့လူဆိုရင်ဟာနာ Hana Pay ဆိုတဲ့ application ရှိရယ် HANA PAY ပါပဲ။အဲ့ဒါလည်း login ဝင်တဲ့နေ့မကြခင်ပြောပြပေးပါမယ်။အမအချိန်ရရင်ရတော့တင်ပေးပါမယ်။ဆိုတော့အဲ့ဒီ Hana Pay ထဲမှာတချို့ကလည်းကျွန်တော်အများကြီးမစည်းထားဘူး။အမရင်စည်းတာကျွန်တော်ဘယ်မှမစည်းပဲနဲ့ကျွန်တော်အများကြီးဖြတ်တဲ့ပုံဖြတ်တယ်လို့ထင်ပါတယ်။အဲ့လိုမျိုးတချို့ပြောကြတဲ့လူရှိရပါတော့။ဆိုတော့မတော်ကကလူမဟုတ်ဘဲမဟုတ်တဲ့အတွက်ကြောင့်မလို့ assistant နဲ့သူကမှတ်ထားတာဖြစ်တဲ့ကြောင့်မလို့မှားတာတော့တိတ်မရှိဘူး။အဲ့တော့မှားလားမမှားလားပြန်ကြည့်ကြရင်တော့အဲ့ထဲမှာသူက အတိအကျကြည့်လို့ရတယ်ပြီးတဲ့ခါကျတော့ရင်းစည်းထားတာဘယ်မှာစည်းတယ်အဲ့ဒါအစားပြီးလို့ရှိရင်ဆိုင်မှာငွေချေထားတယ်ဆိုရင်ဘယ်နေ့ဘယ်ရက်ဘယ်အချိန်ကဆိုင်ရဲ့ဂျူးဆိုလိပ်စာအစားကြည့်လို့ရတယ်အဲ့ဒါဟာနာ pay application မှာเนาะအဲ့ဒီဟာလည်း download လုပ်ပြီးတော့ဝင်ပြီးတော့ကြည့်ပါเนาะအဲ့တော့အခုဒီနေ့ပြောတာကတော့ ခုနကကတ်မှာနာမည်လေးတွေရှိတယ်ဆိုတာရယ်ဒီမှာဆိုလဲเนาะဒါဆိုလဲဟာနာအီဇက်ကတ်ပေါ့ဒါအကျွေးဝက်ကတ်ကဟာနာအီဇက်ဆိုရဲနာမည်ပေါ့เนาะကတ်လေးတွေမှာနာမည်လေးတွေရှိပါတယ်နာမည်လေးတွေပြောပါเนาะအယောင်လေးတွေပြောတာတက်ဆိုင်နာမည်လေးတွေပြောလို့ရှင်ပို့ပြီးတော့ကိုလည်းပဲကိုဘာကတ်ပြောက်သွားရလဲဆိုတော့ကိုလည်းပို့တိတာပေါ့เนาะပြီးတော့နောက်အစ်စ်ပြန်ရှောင်းရင်လဲအာဘန်ဝန်နန်းကိုပြောရဆိုတာပို့အဆင်ပြေမှာပေါ့ဟုတ်လားเนาะ ပြီးတဲ့ခါကျရင်ခါသဟန်ဒိုအဲဒီဟန်ဒိုကကနာဟနာကဟနာပေး application နေလဲကြည့်လို့ရတယ်เนาะပြီးတော့ကိုယ့်စီမှာရောက်လာတဲ့စာရွက်မှာဆိုကိုကဘာကိုကြည့်ရမလဲအဓိက point อ่ะဘာလဲဘာကိုသိရမလဲအဲ့ဒါလေးလဲဒါသိလို့ရအောင်လို့ပြောပြပေးတာပါเนาะဟုတ်လားအရင်ကပြောဖို့အတွက်ခွင့်ရလဲမရှိခဲ့တဲ့အတွက်ကြောင့်မို့လို့အခုဒီချာပြောပြပေးပါတယ်အားလုံးစင်ပြေကြပါလိမ့်ရှင် Bye bye.